ကျွန်တော်တို့လေဘာဘူးပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့လေဘာဘူး8 flying web channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုမတင်ခင်မှာကျွန်တော်လည်းစိတ်ခံစားမှုတွေအများများနေခဲ့ပါတယ်ခင်ဗျာကျွန်တော်ကိုယ်တိုင်လည်းဒီလေဘာဘူးအသင်းကိုငငယ်လေးထဲကနေပြီးတော့တဲတဲမဲမဲအားပေးခဲ့တဲ့ပြည်သက်တစ်ယောက်ဖြစ်ပါတယ်ဒီလိုအိမ်ဝင်းအန်ဖီမှာမန်ယူကို1 2ဆိုတဲ့ရလနဲ့ရှုံးနေသွားတာဆိုရင်ရိုးရိုးရှုံးပွဲတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့က ိတ်သက်တိုက်ပွဲတစ်ခုကိုရှုံးနှိမ့်လိုက်ရတဲ့အတွက်ကြောင့်ပေါ့နော်စိတ်သက်ကြတာတွေစိတ်ပြတ်တာတွေဖြစ်ခဲ့ရပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့အခုလို့စိတ်ပြတ်အားငယ်နေဖို့လည်းအချိန်ရမရှိပါဘူးကျွန်တော်တို့ရဲ့ချန်ပီယံလိအိမ်မက်ကဆိုရင်မနက်ဖြန်ညမှာဖရန်ဖတ်ရဲ့အိမ်ကွင်းမှာတွားရောက်ရှင်ပြိုင်ဖို့အတွက်ရောက်ရှိလို့လာပြီးဖြစ်ဖြစ်ပါတယ်ခင်ဗျာ ဒီဗီဒီယိုထဲမှာဒီမန်ယူနဲ့ရှုံးပွဲကနေပြီးတော့ဘာတွေအမြန်ဆုံးပြင်ဆင်ပြီးတော့ဖရန့်ဘက်နဲ့ပွဲကိုဘယ်လိုတိုက်ပွဲဝင်လို့စိတ်နဲ့ချီးကပ်မလဲဆိုတာကိုအကောင်းဆုံးချိတ်ဆက်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ဒီမန်ယူကိုရှုံးခဲ့ရတဲ့ပွဲကနေပြီးတော့အဓိကအမှားနှစ်ချက်ကိုအာနီစလော့အနေနဲ့ဒီဖရန့်ဘက်နဲ့ပွဲမတိုက်ခင်မှာချက်ချင်းအမြန်ဆုံးပြင်ဆင်ရမှာဖြစ်ပါတယ် ဒီပထမပြင်ဆင်တင်းတဲ့အချက်ကတော့ကျွန်တော်တို့နောက်တန်းကစားသမားတွေရဲ့ပေါ်ရုံမှုပဲဖြစ်ပါတယ်ခင်ဗျာဒီမိန်ငက်ပွဲမှာဆိုရင်ဒီဖန်လိုက်ကလွယ်ပြီးတော့ကြံတဲ့ခန်စစ်ကစားသမားတွေကဒီခန်စစ်အတော့ရောတိုက်စစ်အတော့မှာပါလွယ်ချက်တွေများခဲ့တယ်ပြီးတော့ဒီတူးချင်းစွမ်းဆောင်ရင်မှာရောအတင်းရဲ့ကစားကွက်စီမျောမှုပါပါအားနေခဲ့တာကြောင့်ကျွန်တော်တို့တွင်းကိုနှစ်ကိုလွယ်လွယ်ကူကူနဲ့ခွင့်ပြုခဲ့ရပဲခွင့်ပြုလိုက်ရတယ်ပေါ့နော်ဒီခြေပကိုပြန်လဲရရှိဖို့အတွက်ကိုစက်ပီတွေမှာရောစူးစမ်းမှုတွေအရဆိုရင်ကျွန်တော်တို့ သွင်းကိုရလောက်တဲ့အထိကိုလုံလောက်မှု မရှိခဲ့ဘူးလို့ဆိုရမယ်ခင်ဗျာဒါကြောင့်အာနီစလော့အနေနဲ့ကဒီခန်စီရဲ့လူဝဲချက်တွေကိုတိချာပြင်ဆင်ပြီးတော့ကျွန်တော်တို့ဆက်ပီးဒီမှာဆိုရင်လည်းပို့ပြီးတော့အားကောင်းအောင်လို့တိချာလေးပြင်ဆင်တင်တယ်လို့ထင်ပါတယ်အာနီစလော့အနေနဲ့လည်းဒီခန်စစ်လိုအပ်ချက်တွေကိုတေချာပြင်ဆင်ပြီးတော့ဒီ set speed ဘိုင်းဒီမှာလဲပုံမှန်အားကောင်းအောင်လို့ပြင်ဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ဒီဒုတိယပြင်ဆင်ခြင်းနဲ့အချက်ကတော့ဒီကျွန်တော်တို့အသင်းက system ကိုအားကိုးမယ်ဆိုရင်သူ့ system ရဲ့တိုက်စစ်ပိုင်းမှာပို့ပြီးတော့ဖန်တီးနိုင်စွမ်းမြင့်မာလောင်လို့ပို့ပြီးပြင်ဆင်နေပါတယ်ကျွန်တော်တို့တချို့ player တွေခြေစွမ်းကျဆင်းနေတဲ့အချိန်မှာဆိုရင်လည်းရဲရဲတင်းတင်းလူစားလဲမှုတွေ Anislo အနေနဲ့ပြုလုပ်တင်တယ်ခင်ဗျာကျွန်တော်တို့ဒီ Man United ပွဲမှာဆိုရင်ဒီ Anislo က system ဝဲအာမကူပဲနဲ့ဆာလောက်ပဲအာကိုကျင်တဲ့အခိုက်အတန့်မျိုးတွေတွေ့ရတယ်။ပြီးတော့ဒီကျွန်တော်တို့ရဲ့မိုးဆာလာဆိုရင်ကျွန်တော်တို့ Liverpool အသင်းတော်မှမဟုတ်ဘူး။ဒီ Premier League တစ်ခုလုံးရဲ့ဂန်နဝင်ကစားသမားကြီးလည်းဖြစ်တယ်။ဒါကြောင့်ဆာလာရဲ့ပုံစံကောင်းတွေကိုမရတဲ့အချိန်ပေါ့နော်ဆာလာပုံစံကောင်းမပြသနိုင်တဲ့ပွဲမျိုးမှာဆိုရင်သူ့ဘောဝေရမှုတွေအများကြီးမရောက်ရှိခင်တည်းကအာနီဆော့ကဆော့ဆော့စီစီလူစားလဲပြီးတော့ကာကွယ်ပေးတင်ပါတယ်ခင်ဗျာ ပြီးတော့ကျွန်တော်တို့ဟာဆိုရင်ဒီဆာလာမပါတဲ့နောက်ထပ် system အတစ်တစ်ခုကိုလည်းနောက်ထပ် plan အတစ်တစ်ခုနေနဲ့အခုတည်းကပြင်ဆင်ထားသင့်ပါတယ်ခင်ဗျကျွန်တော်တို့မိုးဆာလာဆိုရင်ပေါ့နော်သူ့ရဲ့အသက်အရွယ်ထက်ကိုပိုပြီးတော့စွမ်းဆောင်ရည်ကောင်းနေပြတာနိုင်ခဲ့တဲ့သူတူဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့တဘာဝရဲ့ဇယောလွန်ဆန်လို့မရတဲ့အတွက်ပေါ့နော်အာနီစလော့အနေနဲ့လည်းဒီဆာလာမပါတဲ့ system တစ်ခုကိုအခုလိုအကူပြောင်းကာလမှာတစ်ခါတည်း ပြုလုပ်တဲ့အချက်လို့ကျွန်တော်ထင်မိမိပါတယ်ခင်ဗျာဒီအခုပြောသွားတဲ့အချက်နှစ်ချက်ကိုပေါ့နော်အာနစ်လောအနေနဲ့ကဒီ fan fight နဲ့ပွဲမတိုင်ရင်အမြန်ဆုံးအကောင့်ထဲပေါ်တင်တယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ရဲ့ဒီဒီကိုအမြင်ရသုံးသပ်မယ်ဆိုရင်အာနစ်လောအနေနဲ့ဒီခံစစ်ပိုင်းကိုပို့မှု จิตလစ်လောက်အောင်ဆက်စပီးတွေမှာလည်းပုံမှုအားကောင်းအောင်ပြုလုပ်ပြီးတော့ဒီဆာလာမပတဲ့ကျွန်တော်တို့ရဲ့ကစားကွက်အသစ်စနစ်အသစ်တစ်ခုကိုလည်းအခုချိန်ရင်ငယ်ရဒီလိုအပူပြောင်းကာလာမှာထဲကစတင်ပြီးတော့ပလန်ချထားတင်ပြီလို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဆိုတော့ပြီးတော့ကျွန်တော်တို့မနက်ဖြန်ညတနိုင်ခွဲမှာရှင်းပြန်ကစားကြမဲ့ Frank Finet Champion League ပွဲအကြောင်းလေးပြောလိုက်အောင်ခင်ဗျာဒီ Frank Finet ပွဲရဆိုရင်ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကိုစမ်းသပ်မဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ကအရှုံးကိုနာကျင်စွာခံစားပြီးပြီအခုတော့ဒီနာကျင်မှုကိုဘေးဖယ်ထားပြီးတော့ကျွန်တော်တို့ရှေ့ဆက်တက်လမ်းမှုလိုပါတယ်ခင်ဗျာဒီအာနီစလောအနေနဲ့ကျွန်တော်ရှေ့မှာသုံးသပ်ခဲ့တဲ့အချက်တွေကိုဒါတိတိချာချာပြင်ဆင်လာခဲ့မှဆိုရင်ဒီ front back နဲ့ပွဲစရာဆိုရင်ကျွန်တော်တို့အနေနဲ့ကအနိုင်ရရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပြီးတော့ဒီပွဲကိုအနိုင်ယူပြီးတော့ champion league မှာဆိုရင်ဒါ ျွန်တော်တို့အနေနဲ့ဒီလိုချက်မြန်လီလိုအဆင့်မျိုးမှာဘလောက်ထိပြင်းထန်တဲ့စိတ်ဓာတ်ပိုင်ရှင်တွေလဲဆိုတော့ကျွန်တော်တို့တစ်ခါပါလုံးပြသနိုင်ရမှာမယ်ပြီးတော့ဒီ front back ကိုနိုင်လိုက်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဟာဒီအမှတ်3မှတ်တာမကပဲနဲ့ကျွန်တော်တို့ရဲ့စိတ်ဓာတ်ခွန်အားတွေကိုပြန်လဲဖြည့်တင်ပေးနိုင်မှာလည်းဖြစ်ပါတယ်ခင်ဗျာ နောက်တစ်ချက်ပြောချင်တာကတော့ကျွန်တော်တို့အကောင်းဆုံးအသင်းတွေညာဆိုရင်ဒီအချက်တဲကလာနောက်ပိုင်းမှာပို့မှုတောက်ပလာတဲ့တာဒကတွေရှိပါတယ်ပေါ့နော်ဒီမနှစ်ကဆိုရင်လည်း PSG မှာဆိုရင်ရာဒီအစပိုင်းတော့တိုင်ပတ်နေပြီးတော့ဒါသူတို့ return မိသွားတဲ့အခါမှာချန်ပီယံလိဖလားကိုရယူနိုင်တဲ့အထိကိုပုံစံကောင်းတွေပြသနိုင်နေတယ်ပေါ့နော်ဒါကတော့ PSG ပေါ့နော်ကျွန်တော်ဒီလိုတာဒကလေးရှိတယ်ဆိုတာလေးပြောပြတာပါဒါကြောင့်ကျွန်တော်တို့ Liverpool အသင်းကိုလည်းစောင့်ကြည့်ကြဖို့အတွက်အားလုံးကိုတိုက်တွန်းချင်ပါတယ် အဆုံးသတ်မယ်ဆိုရင်ဒီကျွန်တော်တို့ရဲ့ကစားသမားတွေကဒီ main နဲ့ပွဲကစိတ်ပြက်အားငယ်မှုအားလုံးကိုဒီ subscribe နဲ့ပွဲမှာပြန်လည်ပေါက်ွယ်ထုံးအောင်မှာဖြစ်ပါတယ်ခင်ဗျာဒီပွဲမှာတော့ကျွန်တော်တို့တွေအနေနဲ့ကဘာတွေပြင်ဆင်တင်လဲဘယ်လိုရလဒ်တွေထွက်ပေါ်မလဲပြီးတော့ဒီ champion league ပွဲမှာဘသူကသူရဲကောင်းဖြစ်လာမလဲဆိုတာကိုကိုမမအားလုံးရဲ့အမြင်လေးတွေဝင်ရောက်ဆွေးနွေးသုံးသပ်သွားကြလို့ရပါတယ်ခင်ဗျာကျွန်တော်တို့အတူတူရင်ဆိုင်ရမယ်အတူတူအားပေးကြမယ်ဒါဟာလစ်ပါဘူးဖြစ်ပါတယ်ခင်ဗျာ ဆိုတော့အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ